နေဥပဒေသား16ရှားပါလျင်အဖိုးတန်၍ဂုံမြင့်ဤသဘောတရားအရလွယ်လို့ပေါနေမှာတော့ဈေးပေါသွားတာမထူပါဘူးမြင်လွယ်တိလွယ်ကြားလွယ်မှာတော့အမြင်ရိုးတာမဆန်းပါဘူးတကယ်လို့ကိုဟာအတိုင်းမြုံတစ်ခုအတွင်လူတိများသူဖြစ်နေခဲ့ရင်ရံပန်ရံခါရှောင်းတုတ်ခွင်ထွက်သွားတာမျိုးမသွားမလာလောက်တာမျိုးကလူတွေရဲ့စိတ်ဝင်စားမှုတွေကိုပိုကဲစေနိုင်တယ် ကိုယ့်ရဲ့အရောက်အပေါက်ရှာမှုအသွားအလာပါမှုတွေကြောင့်ရောက်ဖြစ်သွားဖြစ်တိုင်းမှာအများရဲ့တံပိုးထားခြင်းခံရတတ်တယ်။အခါအခွင့်ကိုကြည်ပြီးအသွားအလာဆင်ခြင်းမှာဘယ်အရာမဆိုရှားပါမှုကြောင့်သာ အဖိုးတန်နိုင်တာဖြစ်တယ်။ဤစဉ်ဖြစ်တည်ခြင်းနဲ့ပျောက်ွယ်ခြင်းတို့မှာအံ့ဩပဲပြောင်းလဲမှုများစွာ ဖြစ်စေနိုင်စွမ်းရှိတယ်။ပေါ်လွင်ထင်ရှားမှုရှိပြီးတိတာမြင်တာရှိခြင်းဟာ အရှိန်အဝါကြီးမှုရဲ့အသက်သွေးကြောဖြစ်ပြီးကိုအပါဝင်အနီးနားဝင်းကျင်တစ်ခုလုံးကို တောက်ပစေနိုင်စွမ်းရှိတယ်။ဒါပေမဲ့အလင်းရောင်ဟာလိုတာတဲ့ပူလာရင်မျက်စိစူးစေနိုင်တဲ့အတွက်မကောင်းပြောခံရတတ်တယ်။ပေါ်လာရင်တန်ဖိုးကြသလိုပဲ။ရောပန်များရင်လူထင်သေးခံရတတ်တယ်။သူများနဲ့မတူတမူထူပြီး क्वे ပြခြားနာပါစေ။မြေရဖန်များလာရင်ရိုးဤသွားသလိုအကြောင်းထက်လာတဲ့အခါ နာကြာပြင်ကတ်တတ်တယ်။လူတွေကလူဖြစ်သွားပြီးအယောကံအနောကံဖြစ်သွားခဲ့ရင်တန်ဖိုးရှိပေမဲ့အလေးမထားခံရတော့ပဲကြောင်တိုးခံရတတ်ပါတယ်။ဒီနည်းဥပဒေသားဟာလူသားဆန်ပြီးချစ်ချင်းနဲ့ညှို့ယူဖန်ဆာခြင်းတို့ရဲ့လှက်ပတ်မှုတွေနဲ့အတူတဘာဝအကြဆုံးသော အမှန်တရားဖြစ်တယ်။တမီးကြီးစာဆက်ဆံရေးတွေနဲ့အစောပိုင်းကာလဖြစ်ကြပုံနဲ့တူပါတယ်။ချစ်စိတ်ကြောင့်ရွတ်တို့ပြီးအဝေးတဏီယာကချစ်သူကို တွေ့ခွင့်မရတဲ့အတွက်စိတ်ကူးနဲ့ပုံဖော်ပြီးစိတ်စိုးတွေထက်တန်ရသလိုအနာကိုဆွဲခေါ်လိုက်သလိုမျိုးချစ်ချင်းတဲ့သဘောတွေနဲ့အမောဖြေတာမျိုးပါဒီနည်းဥပဒေသားဟာ အလွန်လူသားဆန်ပါတယ်တမီးရီစာဆက်ဆံရေးတစ်ခုရဲ့အစာဦးကာလမှာခန်းစားကြရတဲ့ချစ်စောအဟုန်တွေနဲ့လည်းစင်တူပါတယ်ကိုချစ်သူ အနာမှာမရှိခဲ့ရင်စိတ်ကူးလေးနဲ့ဘေးနားရောက်နေသလိုတွေးထင်ပြီးလွမ်းဆိုးရသလိုမျိုး ို့အနာရောက်လာရင် ကောင်းမှာပဲဆိုတဲ့အတွေးနဲ့ချစ်သူရဲ့အငွေအသက်တွေကိုတန်တားရတယ်လို့မျိုးပါဒါပေမဲ့တမီးစားအစင်းကနေအကျင်လင်မရလဲဖြစ်သွားရောချစ်သူကိုဘလောက်ပဲလမ်းစော့တန်တားနေပါစေအနီးအနားမှာအမျက်မပက်ရှိနေတဲ့အခါစိတ်ကူးတဲ့ရဇောအုံတွေအလုံးရေကိုးယူငွေလိုဖမ်းမရဆုံမရတောက်ွယ်သွားတတ်တယ်။ညီရဖန်များလာတဲ့အခါရိုးဤသွားပြီးမမြင်ရရင်ပဲကောင်းတယ်လို့မျိုး တွေးထင်မိတဲ့အထိဖြစ်သွားတတ်တယ်။ဒါကြောင့်အပေါ်စားမဆန်အောင်အယောမခံပါနဲ့။တန်တန်ဆွဲဖြစ်သွားအောင်ရှောင်သိရင်ရှောင်ပြီးကိုယ်ရောင်ဖြောက်တတ်ရမယ်။နပိုလီယန်ကဒီနည်းဥပဒေသားရဲ့အထာကိုအစောကတည်းကသဘောပေါက်ခဲ့သူပါ။နားနယ်ခဲ့လို့လဲဇက်ပွဲမှာငါ့ကိုမြင်ရဖန်များလာရင် လူတွေငါ့ကိုတီသွားကြလိမ့်မယ်ဆိုပြီးပြောခဲ့တာပါ။ဒီနေ့လိုနည်းပညာတိုးတက်မြင့်မားတဲ့ခေတ်ကာလကြီးမှာ ပုံကိုရေးဆိုင်ရာအချက်အလက်လုံခြုံမှုဆိုတာအင်မတန်ရှားသွားပါပြီညင်ကွင်းစုံပလက်ဖောင်းအစုံကနေတိလိုသမျှကိုချက်ချင်းလက်ငင်ရှာဖွေသိရှိနိုင်တဲ့ခေတ်ဖြစ်တဲ့အတွက်ကိုရေးအချက်အလက်လုံခြုံစိတ်ချရအောင်သူသိပ်ဖို့တောင်မလွယ်တော့ပါဘူးအဲဒါကြောင့်လဲအင်မတန်ကိုရောင်ဖြောက်ရခက်ခဲတဲ့ခေတ်ကြီးမှာလူမြင်ကွင်းတဲကနေပျောက်ကျင်းမလပျောက်သွားကြတဲ့လူတွေရှိရင်အဲ့ဒီလို လုံနိုင်တဲ့သူတွေကို အထင်ကြီးတတ်ကြတယ် အဲ့ဒီလိုကိုယ်အောင်ဖြောင်းနိုင်တဲ့သူတွေက သူများတက်ထိုးသူတော်သူကဲသူမြတ်သူအဖြစ်တမုတ်လိုက်ကြတဲ့အတွက်လူမြင်ကွင်းမှာအစွန်အစတစ်ချက်တလေပေါ်လာရင်ပဲသူ့ထက်ငါအရင်လက်ဦးအောင်ဆက်ဆုတက်ကြတယ်အဲ့ဒီလို အနေထားရောက်သွားနိုင်ခဲ့တဲ့ပါရမီရှင်စာရေးသူနှစ်ဦးရှိပါတယ်သူတို့ကတော့ JD စလင်းကနဲ့တောမတ်ပိတ်ချုံတို့ပဲ ဖြစ်ပါတယ်နောက်ထပ်တိတာမြင်တာရှိတဲ့တာရကကိုတော့ စီးပွားရေးလောကရဲ့လေပတ်ပုံကနေတဆင်သင်ကန်းစာယူနိုင်ပါသေးတယ်။နမေကျော်လူသုံးများတဲ့ကုန်ပစ္စည်းတစ်ခုဈေးကွက်ထဲရောက်သွားပြီးမှပြန်ရုပ်သိမ်းလိုက်ရင်ကုန်ပစ္စည်းရှားပါမှုဖြစ်သွားပြီးတန်ဖိုးမြင့်သွားတတ်ပါတယ်။စက်ခွန်ရာစုတုန်းကဟော်လန်နိုင်ငံရဲ့တော်ဝင်မိသားစုဟာကျူးလစ်ပန်းတွေကိုတာမန်ပန်းမျိုးမဟုတ်ပဲတော်ဝင်မျိုးနွယ်ရဲ့အမတ်တင်ကြတာမျိုးဖြစ်စေခြင်းတဲ့အတွက်ပန်းကိုရှာရှာပါပါဖြစ်သွားအောင်တမင်လုပ်ခဲ့တယ် တာမန်လူတွေအနေနဲ့ဘလို့မှလက်ဝဲပိုင်ဆိုင်ခွင့်မရှိအောင်တမင်လုပ်ခဲ့လို့ပန်းတပွင့်ရဲ့တံပိုးဟာရွှေတံပိုးနဲ့တောင်တိုင်းညီသွားတဲ့အထည်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့ကျိုးလက်ပန်းကိုပဲအကြောင်းပြုပြီးအယူတက်ခဲ့ဖြစ်ခဲ့ပါသေးတယ်။ရှားပါမှုတံပိုးနေရာမှာသဘောတရားကိုအခြေခံပြီးကိုရီကိုသွေးနဲ့တက်မြောက်ထားတဲ့အရေးချင်းတွေရဲ့တံပိုးကိုတိုးမြင့်ပါကိုအစွမ်းအစားကို အပေါ်စားမဖြစ်ပါစေနဲ့။တံပိုးရှိပြီး ရှားပါတဲ့အရာလိုမျိုးဖြစ်အောင်ပြောင်းလဲပါလွယ်လွယ်မရနိုင်တဲ့အရာကို လူတွေပုံမဲ့ကြပါတယ်လိုတာတဲ့ပိုတာမျိုးမဖြစ်စေနဲ့ရှားပါတဲ့အရာတွေကိုမှတန်ဖိုးရှိတဲ့အရာတွေအဖြစ်လူတွေမှတ်တင်တတ်ကြတာကြောင့်လူတွေရဲ့မြင်ကွင်းမှာထိုက်တဲ့အချိန်အတိုင်းအတာတစ်ခုအတိပေါ်လွင်ထင်ရှားနေခဲ့ပြီးရင်ကိုယ်ရောင်ဖြောက်ပြီးခိတ္တရှောင်ပါအယိုးခံအပေါ်ဆန်တဲ့အခြေအနေရောက်သည့်အတိအချိန်မလင့်ပါစေနဲ့စောနိုင်သမျှစောစောအနားယူလိုက်ပါ လူမသိသူမသိနေလိုက်ပါပြီးတော့မှထိုးခဲပြောင်မြောက်တဲ့ကိုရီကိုသွေးနဲ့အတူရှားပါမှုတံပိုးကြည့်မှုတွေထုတ်ပြပြီးလူတွေရဲ့အံ့ဩမင်သက်မှုကိုရယူပါနေမင်းရဲ့တံပိုးကိုမှောက်မိုက်မှတိကြသလိုညတာရှည်လေးလေးနေတာမျောလေးလေးဖြစ်ပါတယ်ဒါပေမဲ့နေတာရှည်ဖန်များလာရင်ညရာတီကိုမုံသွားပြီးမှောက်မိုက်တဲ့ညကိုတော့တန်းတာသွားတတ်တယ်မရှိရှားပါမှုကိုအခွင့်ကောင်းယူပြီးတံပိုးမြင့်တယ်မှာ ေါ်လွင်တင်ရှားနေမှုကြောင့်ဂုံတိတ်ခါမွဲတေသွားခဲ့ရင် ထင်သာမင်သာမရှိပဲတော်တန်ယုံမြင်ရခဲ့တဲ့ကိုယောင်ဖြောက်ခြေရပြောက်မှုနဲ့လူတွေရဲ့စိတ်ဝင်စားမှုကိုတိဆောက်ပါ ပါရမီဆိုတာထူးကဲ့နေမှအထင်ကြီးစရာဖြစ်တာပါ အမြဲလိုလိုမြင်တွေ့နေရပြီးကျင်သားရထားကြတဲ့ကြွန့်ကျင်မှုတွေကိုဘယ်သူမှ အဖက်မလုပ်ချင်ပါဘူးရှားပါးတာကိုမှလူတွေပုံမှတ်တာကိုမ